အမေရိကန်ဘုံကျဲလေရင်ကိုဝင်တိုက်ဖို့ကြိုးစားခဲ့တဲ့ရုရှားလေတပ်2025ခုနှစ်မေလရဲ့နနက်ခင်းတစ်ခုမှာတော့ဘောလ်တစ်ပင်လယ်ကြီးရဲ့ကောင်းငင်ရန်ဟာဆိုရင်ဂျက်လေရင်ရဲ့အင်ဂျင်အတန်တွေနဲ့ရုတ်တရက်ဆိုသလိုစူညံသွားခဲ့ပါတယ်ရုရှားရဲ့ကာလီနင်ဂရက်မြို့ကထောင်လန်းရေးစခန်းရဲ့ရေဒါဖန်သားပြင်ပေါ်မှာဘယ်သူဘယ်ဝါမှန်းမသိတဲ့အချက်ပြမှုနှစ်ခုထွက်ပေါ်လာခဲ့ပါတယ်ဒါရီဟာအင်္ဂလန် IF Fairfoot လေတပ်စခန်းကနေအခုမှထွက်ခွာလာတဲ့ American လေတပ်ရဲ့ B52H Stratofos Tracks ဘုံကျဲလျင်နှစ်ဆင်းဖြစ်ပြီးရုရှားရဲ့မဟာဗျူဟာမြောက်လေကြောင်းရန်ကာကွယ်ရေးစုံကိုချဉ်ကပ်လာနေတာသိကြပါဗျ။ချက်ချင်းပဲအချက်ပေးတံတွေထွက်ပေါ်လာပြီးရုရှားရဲ့82ကြိမ်မြောက်တိုက်လေရင်တရင်ကလေရင်မှုတွေကိုအရေးပေါ်တက်ခိုင်းခဲ့ပါဗျ။ Charlotte Leaderscan ကနေ Su-27 တိုက်လေရင်နှစ်ဆင်းဟာအပြည့်ပြည့်ဆိုင်ရာလေပိုင်းနှစ်ထဲကိုဝင်ရောက်လာတဲ့ American ဘုံကျဲလျင်ကြီးရေစီကို UDB ပြန်တက်သွားခဲ့ပါဗျ။ ဒီလို့ရဟာနေတိုးနဲ့ပူပေါင်းနေခြင်းမှုလောက်တာလားဒါမှမဟုတ်ပုံမှန်ကင်းလှည့်တာလားဆိုတာဘယ်သူမှမသေးကြခဲ့ပါဘူးဒါပေမဲ့မော်စကိုအတွက်တော့နျူကလ িয়ার လက်နက်သေဆောင်နိုင်တဲ့ B52 ဘုံးကျဲလေယာဉ်တွေဟာသူတို့နယ်စပ်ကနေရေမိုင်အနည်းငယ်กว่าမှာရှိနေတာကိုတော့ဘလို့မှလှစ်လျူရှုလို့မရပါဘူးကောင်းကင်မှာ B52 ဘုံးကျဲလေယာဉ်တွေဟာပုံမှန်မြင့်ကိုထိမ့်သိမ်းပြီးစနစ်တကျနဲ့သူတို့ရဲ့ပြန်တန်းရေးပုံစံအတိုင်းအတူတကွပြန်တန်းနေပါတယ် အမေရိကန်လေယာဉ်မှူးတွေဟာလေ့ကျင့်ရေးပြန်တမ်းမှုအစီအစဉ်ကိုတည်တည်ငြိမ်နေမဲ့လိုက်နာနေပြီးဖင်လန်ရဲ့ FA18 တိုက်လေယာဉ်တပ်စုနဲ့ဆွီဒင်ရဲ့ Gripen တိုက်လေယာဉ်တွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။သူတို့ဟာမဟာဗျူဟာမြောက်ဘုံကျဲလေ့ကျင့်မှုတစ်ခုအတွက်ပြင်ဆင်နေကြတာပါ။အဲဒီနောက်လေယာဉ်မှူးခန်းပတင်းပေါက်အပြင်ဘက်မှာမမျှော်လင့်တဲ့မြင်ကွင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အေးဆက်ပြီးမိโกရောင်ကောင်းငင်ကြီးမှာအနက်ရောင်အဆက်တေးသေးလေး20ဟာတဖြည်းဖြည်းနဲ့ကြီးထွားလာပြီး အတန်ထက်မြန်တဲ့အချိန်နဲ့အလှည့်မြန်ချင်းကပ်လာနေပါတယ်။အဲ့ဒါကရုရှားရဲ့ Su-27 တိုက်လေယာဉ်တွေ ဖြစ်ပြီးအန်ဒီရဲရှိလောက်အောင်ဒီကပ်လာနေတာပါ။နှစ်ဖက်ကြားအကွာအဝေးဟာမိုင်အနည်းငယ်ပဲရှိပါတော့တယ်။ Su-27 တွေဟာချင်းကပ်မှုလေ့ကျင့်ခန်းတွေကိုစတင်ခဲ့ပါတယ်။ဘေးချင်းရှင်ပြန်တမ်းပြီးအမြင့်တွေကို ပြောင်းလဲလိုက်ပြစ်မှတ်ကိုလော့ချတာမျိုးတွေလေ့ကျင့်လိုက်လုပ်နေကြတာပါ။လေယာဉ်မှုတွေကရေဒီယိုချိန်ထုံးမှာဘာသမ်းမှမကြားရပဲ တင်းမာတဲ့အခြေအနေတစ်ခုပဲလေဒုထဲမှာဖုံးလွှမ်းနေခဲ့ပါတယ်။ဘလို့သိငယ်တဲ့မှားရင်မှုနားလည်မှုလွဲမှားတဲ့အချက်ပြမှုတစ်ခုခုကတော့ပြန်လှည့်လို့မရတဲ့အခြေအနေတွေကိုဖြစ်စေနိုင်တယ်ဆိုတာနှစ်ဖက်စလုံးနားလည်နေကြပါတယ်။မြေပြင်ပေါ်မှာဆိုရင်ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးထိန်းချုပ်စနစ်တွေနဲ့နေတိုးရဲ့စနစ်တွေဟာအမြင့်ဆုံးအသင့်အနေထားမှာရှိနေပါတယ်။ဒီလိုထိတွေ့မှုတွေဖြစ်တာဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီတစ်ခါမှတော့ တော့ချက်ကြတဲ့ကွဲပြားမှုတစ်ခုရှိပါတယ်။အဲ့ဒါကတော့တည်နေရပါပဲ။ကာလီနင်ဂရက်ဟာပိုလန်နဲ့လစ်သူယေးနီးယားကြားမှာရှိတဲ့ရုရှားရဲ့နယ်မြေတစ်ခုဖြစ်ပြီးရုရှားနဲ့နေတိုးကြကမဟာဗျူဟာမြောက်တင်းမာမှုရဲ့စစ်ရေးအရာအရေးပါတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ဒီလိုအထိမခံရတဲ့နေရာမှာ B52 ဘုံကျဲလေယာဉ်တစ်စင်းပေါ်လာတာဟာတိုက်ဆိုင်မှုတသက်ဖြစ်ဖို့မဖြစ်နိုင်ပါဘူး။ B52 လေယာဉ်မှူးကန်းထဲမှာအမေရိကန်တပ်ခွဲမှုက လမ်းကြောင်းအတိုင်းဆက်ပြန်တန်းခိုင်းပြီးတော့ရန်ဆတာမျိုးကိုရှောင်ပါဒါပေမဲ့နောက်ဆုတ်လို့တော့မရဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒါဟာကမ္ဘာအကြီးဆုံးလေတပ်နှစ်ခုရဲ့ဆုံးဖြတ်ချက်ခိုင်မာမှုကျွမ်းကျင်မှုနဲ့ရွေးစံတက်တီတွေကိုစမ်းတက်နေတာပါပဲကောင်းငင်ဘော့ကအတန်တိတ်တိုက်ပွဲဟာတိတ်ဆိတ်စွာပဲစတင်ခဲ့ပါပြီရင်တက်နေတဲ့ပင်လယ်ရေပြင်အောက်မှာတော့နေတိုးစစ်သည်မော်ရီနဲ့ရုရှားလေကြောင်းရန်ကာဝေးရေးစနစ်တွေဟာကောင်းငင်ကလေယာဉ်မှုတွေရဲ့လှုပ်ရှားမှုတိုင်းကိုအနီးကပ်စောင့်ကြည့်နေကြပါတယ် စက္ကန့်ပိုင်းတွင်ဘယ်အခြေအနေကိုမဆိုပြောင်းလဲသွားနိုင်ပြီးနောက်ဘာဖြစ်လာမလဲဆိုတာဘယ်သူမှသေချာမသိပါဘူးဘောလ်တစ်ကောင်းကင်ပေါ်မှာတင်းမာတဲ့ထိတွေ့မှုမဖြစ်ခင်၃ရက်လိုမှာ B52H Strutter Force Trucks ဘုံကျဲလေယာဉ်နှစ်စင်းဟာအင်္ဂလန်နိုင်ငံ IF Fairford Leaders ခန်းကနေထွက်ခွာခဲ့တာပါဒါဟာ Operation Bomber Tax 4ရဲ့တစိ့တစ်ပိုင်းဖြစ်ပြီး American လေတပ်ရဲ့ဥရောပမှာလာရောညီထွေရှိတဲ့စူးစီးတည်ရှိမှုကိုပြသဖို့ရည်ရွယ်တဲ့ပုံမှန်လေ့ကျင့်မှုအစီအစဉ်တစ်ခုပါ ။နောက်ပြီးဒီမစ်ရှင်ကတော်တော်လေးအထိမခံတဲ့ကိစ္စတခုလို့ပြောနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေတိုးနိုင်ငံများပြားရဲ့လေပိုင်နက်ကိုဖျက်ပြန်တမ်းရတာမဟာမိတ်တိုက်လေယာဉ်တွေနဲ့ပူးပေါင်းဆောင်ရွက်ရတာပြီးတော့ရုရှားနယ်စပ်အနီးမှာမဟာဗျူဟာမြောက်ဘုံကျဲလေ့ကျင့်မှုတွေကိုလှုပ်ဆောင်ရတာကြောင့်ပါ B52 ဘုံကျဲလေယာဉ်ဟာနှစ်ပေါင်း60ကျော်ကြာအမေရိကန်လေတပ်ရဲ့အင်အားကိုပြသတဲ့သင်္ကေတတစ်ခုဖြစ်ုံသာမကမြည်သည့်ရန်သူအတွက်မဆိုပြင်းထန်တဲ့သတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။ ဘုံပေါင်ချိန်6800အထိတည်ဆောင်နိုင်ခြင်းတာဝဲပစ်ခရုစတုံးကြီးတွေနျူကလ িয়ার လက်နက်တွေတောင်တည်ဆောင်နိုင်တဲ့စွမ်းရည်ရှိပါတယ်ရုရှားလက်တပ်ကလည်းဒါကိုချက်ချင်းတုံ့ပြန်ခဲ့ပါတယ်ကာလီနင်ဂရက်နဲ့လီနင်ဂရက်မြို့တွေဟာရေဒါစကန်တွေဟာအမေရိကန်လေယာဉ်စီကအချက်ပြမှုတွေကိုအလင်းမြန်မဲထောက်လှမ်းမိခဲ့ပါတယ်ကိုကဲဌာနချုပ်ကလည်းစု27တိုက်လေယာဉ်နှစ်စင်းကိုကြားဖြတ်နှောက်ယှက်ဖို့နဲ့အခြေအနေကိုအနီးကပ်စောင့်ကြည့်ဖို့အမိန့်ပေးခဲ့ပါတယ် စူတန်27တွေဟာအလင်းမြန်ပြန်တက်သွားပြီးမိနစ်ပိုင်းအတွင်းမှာပဲသူတို့ဟာ B52 ဘုံးကျဲလေယာဉ်တွေရဲ့ပြန်တန်းရေးပုံစံကိုချဉ်ကပ်လာခဲ့ပါတယ်။ဒီဘုံးကျဲလေယာဉ်တွေဟာရုရှားလေပိုင်တဲ့အနီးကအပြည်ပြည်ဆိုင်ရာရေပိုင်တဲ့ပုံမှာပြန်တန်းနေတာပါ။ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရဒါဟာနိုင်ငံရဲ့လေပိုင်တဲ့ကိုကာကွယ်ဖို့အတွက်ကြိုတင်ကာကွယ်တဲ့လှုပ်ဆောင်မှုတစ်ခုလို့ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။ B52 ဘုံးကျဲလေယာဉ်တွေဟာရုရှားနယ်မြေကိုမချိုးဖောက်ခဲ့ပေမဲ့ တင်းမာမှုတွေမြင့်တက်နေချိန်ကာလီနင်ဂရက်အနီးဒီလိုဖြတ်မောင်းပြလိုက်တာကမော်စကိုအတွက်ပြင်းထန်တဲ့သတိပေးချက်တစ်ခုဖြစ်ယူဆနိုင်ပါတယ်။နောက်ပိုင်းခရမလင်ကထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာရုရှားဖက်ဒရေးရှင်းရဲ့နယ်စပ်အနီးမှာမြည်သည့်ရန်စားတဲ့လောက်ရကုန်မဆိုတင်းလျော်ပြီးပြတ်သားတဲ့တုံ့ပြန်မှုမျိုးရရှိလိမ့်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းအမေရိကန်ဘက်ကတော့ဒီမစ်ရှင်ဟာလုံးဝဥပဒေနဲ့ညီညွတ်ကြောင်းအတည်ပြုခဲ့ပါတယ်။ ဥရောပရှိ American Leader ရဲ့ပြောရေးဆိုခွင့်ရှိသူက B52 ပြန်တမ်းမှုတွေဟာအပြည်ပြည်ဆိုင်ရာဥပဒေနဲ့လေကြောင်းဆိုင်ရာစီမံစည်းကမ်းတွေကိုအပြည့်အဝလိုက်နာပြီးအပြည်ပြည်ဆိုင်ရာလေပိုင်နက်မှာပဲပြန်တမ်းခဲ့တာလို့ပြောကြားခဲ့ပါတယ်။ဒီလိုလုပ်ငန်းဆောင်တာတွေကပူးပေါင်းဆောင်ရွက်မှုစွမ်းအင်ကို မြင့်တင်ပေးပြီးဒေတာရင်းတည်နေမှုကိုထိန်းသိမ်းရမှာအထောက်အကူပြုတယ်လို့ဆိုပါတယ်။အခုတော့အရေးပါသောအချိန်ရောက်လာပါပြီ။ရုရှားရဲ့ Su-27 တိုက်လေယာဉ်နဲ့ မဟာဗျူဟာမြောက် B52H ဘုံးကျဲလေယာဉ်နှစ်စင်းကြားကအကွာဝေးဟာ P3280 အောက်ကိုရောက်လာခဲ့ပါပြီ။လေယာဉ်မူခန့်ကရေဒါဖန်သားပြမှာမှာဆိုရင်ရုရှားတိုက်လေယာဉ်ဟာအလွန်မြင့်မားတဲ့အချိန်နဲ့ချင်းကပ်လာပြီးဘဲဘက်ကိုကိုယ်ကအမြင့်တနေရာကိုနေရာယူထားတာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတစ်ဖက်စလုံးကလက်နက်တွေမတုံးခဲ့သလိုရေဒီယိုကလည်းသတိပေးတာမျိုးလည်းမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့အချိန်တွေတစ်ခုလုံးကကျိုးလွယ်ပြက်လွယ်တဲ့ကျိုးတစ်ချောင်းလိုအစွမ်းကုန်ဆွဲဆန့်ထားသလိုပါပဲ။အနှဲငယ်လှုပ်ရမ်းလိုက်တာနဲ့ကျိုးပြတ်သွားတော့မယ့်ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။ Su-27 လေယာဉ်ထဲမှာတော့ဆီးရီးယားကစစ်စင်ရေးတွေမှာပါဝင်ခဲ့တဲ့ရုရှားဗိုလ်ကြီးအနာတိုလီဟာတီတီငိမ့်ငိမ့်ပဲရေဒါစနစ်ကနေမြင်နေရတဲ့အမေရိကန်လေယာဉ်ကိုတာဂက်လော့ချဖို့လှုံ့ဆော်ခဲ့ပါတယ်။ဒါဟာပြစ်ခတ်ဖို့မဟုတ်ပဲ အမေရိကန်တွေကိုသူတို့အနေနဲ့ရုရှားတွေရဲ့ပြစ်ကွင်းထဲရောက်နေပြီဆိုတာပြသချင်တာပါလေကြောင်းတိုက်ပွဲရဲ့သဘောတဘာဝဒီအမူအရာဟာတတိပေးချက်တစ်မျိုးပါပဲမင်းတို့ကိုငာမြင်နေရတယ်လူအဲ့ရင်ပြစ်ချဖို့အသင့်ပဲဆိုတဲ့သဘောပါကောင်းကင်မှာတော့ဆူတန်27တိုက်လေရင်ဟာ B52 ဘုံးကျဲလေရင်ကိုပတ်ပြီးတော့ပြန်တန်းနေပါတယ်ဂျက်လေရင်အင်ဂျင်တွေရဲ့မြေဟီးတန်တွေဟာ American လေရင်မှုရဲ့နားထဲမှာပဲ့တင်ထပ်နေပြီဒါဟာ pilot တွေအတွက် စိတ်ပိုင်းဆိုင်ရာဖိအားတွေအများကြီးဖြစ်ပေါ်စီပါတယ် B52 ပုံချက်လေယာဉ်ပေါ်ကလေယာဉ်မှုနှစ်ဦးတည်းကတဦးဖြစ်တဲ့ဒုတိယပုံမှုကြီးဒန်နီယယ်ကေကသူကြုံတွေ့ခဲ့ရတာတွေကိုနောက်ပိုင်းမှာပြန်ပြောပြခဲ့ပါတယ်သူတို့မှာပြစ်ခတ်လက်နက်တွေအသင့်ပြင်ထားတာမတွေ့ရပါဘူးဒါပေမဲ့ဒီလိုအနီးကပ်အကွာအဝေးမှာတော့ပေါ်ဆတဲ့လှုပ်ရှားမှုတစ်ခုကတော့မတော်တဆအခြေအနေတွေကိုဖြစ်စေနိုင်ပါတယ်။ကျွန်တော်တို့ဘက်ကအချိန်နဲ့အမြင့်ကိုလုံးဝထိန်းသိမ်းထားပြီး မလို့ရန်ဆမှုမျိုးကိုမဆိုရှောင်ရှားခဲ့တယ်လို့ဆိုခဲ့ပါဗျ။ပြီးတော့မမျှော်လင့်ပဲဖြစ်လာခဲ့တာတခုကတော့ Su-27 ဟာ UDS ဆိုသလိုအပေါ်ကိုထိုးတက်က B52 ဘုံးကျဲလေယာဉ်ပေါ်ကနေပြန်တန်းသွားခဲ့ပါဗျ။ဒါကအမေရိကန်ဘက်ကနေဘသူမှကြိုတင်မခန့်မှန်းနိုင်ခဲ့တဲ့လှုပ်ရှားမှုပါပဲ။ဒီဗျူဟာမြောက်သုံးသက်ချက်တွေအရဒါဟာအလွန်ပေါ့ဆတဲ့လှုပ်ရှားမှုဖြစ်ပါဗျ။ Su-27 တိုက်လေယာဉ်ဟာလှင်မြန်တွက်လက်မှုရှိတယ်လို့နာမည်ကြီးပေမဲ့ B52 လို့ကြီးမားတဲ့ဘုံကျဲလေယာဉ်နဲ့အနီးကပ်မျက်နှာချင်းဆိုင်ပြန်တန်းတာကအန်ဒီရဲ့များတဲ့အပြုအမူတစ်ခုပါပဲဘုံကျဲလေယာဉ်တွေအတွက်သာမကရုရှားလေယာဉ်မှုတွေအတွက်ပါအန်ဒီရဲ့များပါတယ်အချိန်ဒါမှမဟုတ်လေခွင်းအားမှာအနှဲငယ်မှားယွင်းတက်ချွတ်မိရာနဲ့လေယာဉ်နှစ်စင်းတိုက်မိပြီးကဘာပြတ်တဲ့အထိပါဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ဒီလှုပ်ရှားမှုတွေအကုန်လုံးကို B52 ဘုံကျဲလေယာဉ်ရဲ့လေယာဉ်မှုကမ်းမှာတပ်ဆင်ထားတဲ့ကင်မရာစနစ်ကမှတ်တမ်းတင်ထားခဲ့ပါတယ် ီဗီဒီယိုမှတ်တမ်းကလည်းအင်တာနက်ပေါ်မှာချက်ချင်းဆိုသလိုပြန့်နှံ့သွားပြီးတော့စု27တိုက်လျင်တစဉ်အမေရိကန်တို့ရဲ့ဘုံကျဲလျင်ပေါ်ကနေဖျက်ပြန်သွားတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ပင်ဒဂွန်ကလေးလာသူတွေကတော့ဒါဟာ2023ခုနှစ်တုန်းကစု27တစဉ်အမေရိကန်ထောက်လန်းရေးလျင်နာကိုအန်ရယ်ရှိတဲ့ပုံစံမျိုးနဲ့ပြန်တန်းခဲ့တဲ့ ဖြစ်စဉ်နဲ့ဆင်တူပြီးတော့ဘာဇင်းလို့ခေါ်တဲ့အနီးကပ်နှောက်ယှက်မှုမျိုးပဲလို့အတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူတို့နှောက်ယှက်ခဲ့တဲ့ပြစ်မှတ်က နျူကလ িয়ার တည်ဆောင်ထားတဲ့ B52 ဘုံးကျဲလေယာဉ်ဖြစ်နေတာပါပဲ။ American ရောရုရှားပါနှစ်ဖက်စလုံးဟာသူတို့ရဲ့ကုတ်ကဲရေးစင်နာရီကနေချက်ချင်းသတိပေးခံခဲ့ရပါတယ်။နားလည်မှုလွဲမှားသွားတာတွေပိုမဆိုးသွားအောင်ဟော့လိုင်းတစ်ခုကိုလည်းချက်ချင်းတီထောင်ခဲ့ပါတယ်။ဒီလိုလုပ်ရတာက CA တိုက်ပွဲလုံးကအတွေ့အကြုံတွေကနေတဆင့်ရရှိလာတဲ့မတော်တဆဖြစ်စဉ်တွေကိုထိန်းချုပ်တဲ့နည်းလမ်းတစ်ခုပါပဲ။ပိုရှင်းအောင်ပြောရရင်ဒီဖြစ်ရပ်ဟာနှစ်နိုင်ငံစလုံးအတွက်တာမန်ကိစ္စမဟုတ်ပဲ အရေးပေါ်အခြေအနေတရအဖြစ်သတ်မှတ်ခဲ့တာပါနှစ်ဖက်စစ်ဌာနချုပ်အသီးသီးကဒီဖြစ်ရပ်ကိုချက်ချင်းသိရှိပြီးအသင့်ပြင်ဆင်တဲ့အခြေအနေကိုရောက်ရှိသွားတာကိုဆိုလိုတာပါဟော်လိုင်းထားရှိတာကစေအေးခေတ်ကာလကလေးကစစ်ပွဲတွေမဖြစ်ပွားအောင်အထင်မြင်လွဲမှားမှုတွေမဖြစ်အောင် ထိန်းချုပ်ဖို့အတွက်နိုင်ငံကြီးနှစ်ခုကြားဓာတ်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုထားရှိတာမျိုးပါဒီလိုလေရင်တွေနီနီကက်ကက်တွေ့ဆုံပြီးတဲ့နောက်အခြေအနေပုံမဆိုးသွားအောင်အချင်းချင်းဓာတ်ရိုက်စကားပြောဖို့ the right communication စီစဉ်ခဲ့တာကိုပြောတာဖြစ်ပါတယ်။ဒါမှတစ်ဖက်ကမလုပ်နေသလဲ၊ဘာယူရည်သလဲဆိုတာကိုချက်ချင်းမေးမြန်းမေးမြန်းရှင်းလင်းနိုင်ပြီးမလိုအပ်တဲ့တင်းမာမှုတွေမတော်တဆပြိပခတွေကိုရှောင်ရှားနိုင်မှာပါ။ဒီလိုနဲ့မိနစ်ပိုင်းအတွင်းမှာပဲ Su-27 ကလှည့်ပြန်ပြီးကာလီနင်ဂရက်ဘတ်ကိုဆုတ်ခွာသွားပါတယ်။ကြံတဲ့တိုက်လေယာဉ်ကတော့ B52 ဘုံးကျဲလေယာဉ် Baltic လေပိုင်နက်ကနေထွက်ခွာသွားတဲ့အထိဘေးကင်းတဲ့အကွာအဝေးကနေဘေးချင်းရှင်လိုက်ပါကာကွယ်ပေးခဲ့ပါတယ်။ ဖြစ်စဉ်ကပြီးသွားပြီလို့ထင်ရပေမဲ့သူ့ရဲ့နောက်ဆက်တွဲတွေကအဲ့ဒီအချိန်ကမှစတင်ခဲ့တာပါအဲ့ဒီနေ့ညနေခင်းမှာပဲအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်အပြည်ပြည်ဆိုင်ရာလေပိုင်နက်မှာတရားဝင်မရှင်လှုပ်ဆောင်တဲ့အနေနဲ့ American B52 လေယာဉ်သားကိုရုရှားတိုက်လေယာဉ်ကအန္တရာယ်ရှိစွာ ချဉ်းကပ်ခဲ့တာကိုကျွန်တော်တို့အတည်ပြုခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရတာမရှိပါဘူး American လေယာဉ်မှုတွေကပြည်ပခါတွေမကြီးထွားလာအောင် ပညာရှင်ဆက်ဆံလှုပ်ဆောင်ခဲ့ပါတယ်လို့ပြောလာပါတယ်။တစ်ချိန်တည်းပါပဲရုရှားဘက်ကတော့ဒါနဲ့ဆန့်ကျင်ဘက်ထုတ်ပြန်ခဲ့ပါတယ်။ကာဝေးရေးဝန်ကြီးဌာနရဲ့ Telegram Channel မှာတင်ထားတဲ့ကြေညာချက်မှာတော့ရုရှားလေကြောင်းရန်ကာဝေးရေးတပ်ဖွဲ့တွေဟာကာလီနင်ဂရက်နယ်စပ်နားချင်းကပ်လာတဲ့ American စစ်ရင်တွေကိုအောင်မြင်စွာထောက်လှမ်းပြီးကြားဖြတ်ဟန်တားခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ကျွန်တော်ရဲ့လေရင်မှုတွေဟာနိုင်ငံရဲ့လေပိုင်းနဲ့ကိုအမြင့်ဆုံးလုံခြုံရေးရရှိအောင်စီမင်းစည်းကမ်းတွေအတိုင်းလှုပ်ဆောင်ခဲ့ပါတယ်လို့လည်းပြောပါရစေ။ နိုင်ငံတကာမီဒီယာတွေမှာတော့ဒီဖြစ်စဉ်ဟာချက်ချင်းပဲရေပန်းစားတဲ့ကောင်းစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာရုရှားနဲ့နေတိုးအကြားလေကြောင်းစစ်အခရဲ့အဆင့်အသစ်တစ်ခုကိုရောက်လာပြီလို့ Baltic ဒေသကိုအထူးပြုတဲ့စစ်ရေး channel တွေကသုံးသပ်ကြပါတယ်။ရုရှားကသူ့ရဲ့လေကြောင်းအင်အားကိုပွန့်ပွန့်လင်းလင်းပြသနေပြီးအမေရိကန်ကလည်းနောက်မဆုတ်ဘူးဆိုတဲ့မဟာဗျူဟာကိုစက်ထိန်ထားတာကြောင့်မတော်တဆပြိပခဖြစ်ပွားနိုင်ခြေတွေမြင့်တက်လာနေတယ်လို့လည်းဆိုပါတယ်။ တိုင်ကင်ပင်လေခွေဖြစ်စဉ်လိုမျိုးအခြေအနေရောင်ဖြစ်လာနိုင်တယ်လို့သုံးသပ်သူတွေကထောက်ပြနေပါဗျ။ဘားစင်းလှုပ်ရှားမှုရဲ့အတိတ်ပဲ။ကျွမ်းကျင်သူတွေကဒီဘားစင်းလှုပ်ရှားမှုရဲ့ရည်ရွယ်ချက်ကိုအထူးအာရုံစိုက်နေကြပါဗျ။ဒါဟာရိုးရိုးနီးပြူဟာမြောက်လောက်ရတတ်တတ်မဟုတ်ပါဘူး။ဒါဟာရုရှားကအမေရိကန်နဲ့နေတို့ကိုကန့်သက်ချက်တွေနီးလာနေပြီ။မကြခင်ကြော်လွန်တော့မယ်ဆိုတော့ပြင်းထန်တဲ့သတင်းစကားတစ်ခုကိုပေးပို့တဲ့နီလန်တစ်ခုပါပဲ။ ပုံမှန်ကင်းလှည့်ပြန်သန်းတာဒါမှမဟုတ်ရေဒါစောင့်ကြည့်တာထက်ပိုပါတယ်။အမေရိကန်ကာကွယ်ရေးရာရှိတွေတော်တော်ဒီဖြစ်စဉ်ကစိုးရိမ်စရာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဆန်းထလအတွင်းရုရှားလေယာဉ်တွေနဲ့ American B52, B1B ဘုံးကျဲလေယာဉ်တွေ RC135 လေယာဉ်တွေ MQ9 Reaper drone တွေကြားမှာနီးကပ်တဲ့ထိတွေ့မှုတွေတိတိတသာတိုးလာပြီးအန္တရာယ်အဆင့်ကလည်းတဖြည်းဖြည်းနဲ့မြင့်တက်နေပါဗျ။တစ်ချိန်တည်းမှာပဲနှစ်ဖက်စလုံးက နျူကလ িয়ার စစ်ပွဲလေ့ကျင့်မှုတွေကိုလည်းပို့ပို့ပြီးတော့မကြာခဏပြုလုပ်လာနေပါတယ်။ဘသူမှပြိပခါကိုမလိုချင်ကြပါမိ့။ဘောလ်တစ်ကောင်းငယ်ပေါ်မှာတိုက်လေရင်တွေမျက်နှာချင်းဆိုင်ပြန်တန်းနေတာမျိုးကရှောင်လွှဲလို့မရနိုင်အောင်ဖြစ်လာနေပါတယ်။ American လေယာဉ်မှုတွေကသူတို့ရဲ့ mission ကိုပြီးဆုံးလို့အင်္ဂလန်က latest scan ကိုဘေးကင်းစွာပြန်ရောက်ခဲ့ကြပါတယ်။ Sudan 27တိုက်လေရင်ကလည်း Kaliningrad ကိုဆင်းသက်ပြီးစိတ်ရှုပ်စရာကောင်းတဲ့နေ့တစ်နေ့ကိုဘေးမတည်ရမခပဲကြော်ဖြတ်နိုင်ခဲ့ပြန်ပါပြီ။ ဒါပေမဲ့ဒီဖြစ်ရက်ကကမ္ဘာအကြီးဆုံးစစ်ရေးအင်အားကြီးနိုင်ငံတစ်ခုကြာကောင်းကင်ရံမှာအန္တရာယ်များတဲ့ပခုံးချင်းရှင်ထိတွေ့မှုဆိုတဲ့အရေးကြီးတဲ့ဖြစ်စဉ်တစ်ခုကိုတော့ခြံထားခဲ့ပါဗျ။ပိုရေးကြီးတာကတော့ဒါဟာစံနမူနာတစ်ခုကိုချမှတ်လိုက်တာပါပဲ။အခုဆိုရင်တစ်ဖက်စလုံးကနောက်တစ်ချိန်ထပ်ပြီးအရှိန်မြင့်မှုဆန္ဒရှိတယ်။မြင့်လို့လဲရတယ်ဆိုတာကိုသိသွားကြပါပြီ။နောက်တစ်ခါမှာလေရင်နှစ်စင်းကြားအကွာဝေးကပေ3280မဟုတ်ပဲပေ330လောက်ပဲရှိနေရင်ကိုဘယ်လိုလုပ်ကြပါမလဲ။ ဒါမှမဟုတ်ဆူဒန်27ရဲ့အင်ဂျင်က B52 ဘုံးကျဲလင်ရင်နဲ့မျက်နှာချင်းဆိုင်လှုပ်ရှားမှုလုပ်နေစဉ်ခြုံရင်းသွားခဲ့ရင်ဒါမှမဟုတ်စိတ်ဖိစီးမှုတွေကြောင့်လေယာဉ်မှုတူကမှားယွင်းပြီးပြစ်ခတ်လိုက်ရင်ရောဘယ်လိုလုပ်ပါမလဲဒါကြောင့် Baltic ကောင်းကင်ဘော်က나이ပိုင်းလောက်သာကြားတဲ့ဒီအခိုက်တန့်လေးဟာစစ်ရေးဖြစ်စဉ်တစ်ခုထပ်ပို့ပါရယ်ဒါဟာ27ရာစုစစ်ပွဲဟာတနတ်တန်နေနဲ့စတင်မှာမဟုတ်ဘဲအဝေးကနေထောက်လန်းကအနီးကပ်ကြားဖြတ်ပြန်သန်းတာ ဒါမှမဟုတ်ပေါ်စားတဲ့လေရင်မှုတွေရဲ့အမှားတွေနဲ့စတင်နိုင်တယ်ဆိုတဲ့သတိပေးချက်ပါပဲ။ကောင်းငင်ကတော့ငြိမ်သက်နေတုံးပါပဲ။ဒါပေမဲ့ကြည်နေသူတိုင်းကတော့နောက်တစ်ချိန်ဘယ်တော့လဲဆိုတာကိုပဲရင်တမမနဲ့စောင့်ဆိုင်နေကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။